ဒီအချိန်မှာအပျော်ဆုံးလူသားကဘယ်သူလဲလို့မင်းဇီရိုနယ်ရိုပဲဖြစ်မယ်ထင်ပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျော်ရဲရှူးစပေါ့နျူးစ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကစားသမားတွေကနောက်ဆုံးနေုံကန်ဒီအချိန်မှာဆူလာအောင်မြုံနဲ့အဆုံးသတ်တဲ့ရတာကဘယ်အရာနဲ့မှလဲနိုင်မှာမထင်ပါဘူးဆာလောင်မုတ်တိန်ရဲ့အချိန်မှာစားစာတစ်ခုခုစားလိုက်ရတဲ့လိုမျိုးရေကြီးလေးတစ်ပတ်ကိုတောက်သုံးလိုက်ရတဲ့လိုမျိုးဇီရိုနယ်ရိုအတွက်လည်းနေရှင်းလီဆူလာကြီးကသူ့ရဲ့ဆာလောင်မုတ်တိန်မှုတွေကိုဖြည့်ဖြောက်ပေးနိုင်မယ်ထင်ပါတယ်အသက်40ကျော်ကစားမကြီးတယောက်အတွက်အသက်ရွယ်စွာကိန်းဂဏန်းတစ်ခုဖြစ်တာ ်တတ်မှတ်ထားတယ်ဆိုပေမဲ့အချိန်ခါကြာလာတဲ့ခါကြာလို့ရှိရင်မြက်ခင်းစင်းတွေနှုတ်ဆက်သွားမှာပါပဲငါမဦးသေးဘူးစားနိုင်တဲ့ဆိုတော့ဘလို့ပဲနှုတ်ပြားကနေရေရွတ်နေပါစေဇရာစွာကနိုင်လက်တံတွေရွေရှားနေတာနဲ့မျှအိုမင်းရောဂျင်းတွေကလည်းတဖြည်းဖြည်းတိုးနေကြတာပါဆိုရနေတော့နေနဲ့ဘောလုံးမြခင်းစင်းတွေထပ်မှာဘလောက်ချိန်ထိရှိနေရမလဲကစားနေရမလဲဆိုတာမသိပေမဲ့သူ့ရဲ့နေဝင်ချိန်တွေအားတဖြည်းဖြည်းချင်းတော့နှီးကပ်လို့နေခဲ့ပြီလေဖြစ်ပါလေအဲ့လိုချိန်တွေမျိုးမှာရှိနေကြတဲ့ကစားမိုက်တယောက်အတွက်ဒီကနေ့မနက်ခင်းပိုင်းကစုခုနိုင်ငံရဲ့ Nation League Champions ရောက်နိုင်ခဲ့တာပေါ်တူဂီသားအတွက်ကတော့တန်ဖိုးဖြတ်လို့မရတဲ့ပျော်ရွှင်မှုပါပဲ ရူဘင်နီဗက်ရဲ့နောက်ဆုံးပန်တီကန်သွင်းမှုပြီးကလေးတယောက်လိုဝမ်းသာမြတ်ယူတွေကြနေကြတဲ့ဆူရနယ်ရိုရဲ့မျက်နှာမူအရကိုကြည့်လိုက်ရင်ပေါ်တူဂီသားကြီးအနေနဲ့ဘလောက်ထိပြောဆွေးနေကြလဲဆိုတာအားလုံးနဲ့နားလေသဘောပေါက်ထားခဲ့ပြီးဖြစ်မှာပါ။ဇာမဘွားမှာဆူပလာပေါင်းမြန်မာသားကိုစကူးထားခဲ့ပြီးတဲ့ဇာမတယောက်တွက်ဆူပလာအောင်မြင်မှုတွေအသိပြီးတော့မထူးဆန်းတော့တဲ့အရာတွေလို့ဆိုရမှာဖြစ်ပါတယ်။ဒါမှလည်းပေါ်တူဂီသားကြီးကတော့အမြဲလိုလိုအောင်မြင်မှုတွေကိုစားလောင်နေခဲ့တဲ့ဇာမတယောက်ဖြစ်ပြီးဆူပလာအောင်မြင်မှုရတဲ့အခါတိုင်းမှာလူငယ်တယောက်လိုပြောဆွေးစိတ်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ဟိုရင်ကပေါ်တူဂီဆိုတာအခုလိုကမ္ဘာစဉ်ဇာမိုင်းနဲ့ပြည့်နှက်နေတာမဟုတ်ပဲ အလေလက်ဇာမအများစုနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံအသင်းအသင်းပဲဖြစ်ပါရည်။ဒါမှလည်းအဲ့လိုအသင်းမျိုးကိုဇူရနယ်တို့ကသူပခုံးပေါ်ထမ်းတင်ပြီးတော့တန်းနိုင်တော့အမင်းစီကိုထမ်းတင်ပေးနေကြတာဖြစ်ပါရည်။ဇူရနယ်တို့မတိုင်ခင်ပေါ်တူဂီသင်းကကမ္ဘာဖလားဝင်ခွင့်၃ချိန်ယူရိုပြိုင်ပွဲဝင်ခွင့်၃ချိန်သာအောင်မြင်ထားခဲ့ပြီးတော့စူပလားတွေတင်ပိုင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဇူရနယ်လက်ထက်မှာတော့ပေါ်တူဂီကကမ္ဘာဖလားပြိုင်ပွဲမှာ၅ချိန်ယူရိုပြိုင်ပွဲမှာ၆ချိန်ဒီပါခွင့်ရရှိထားပြီးဖြစ်ပါရည်။ဒါမှမဟုတ်စူပလားအောင်မြင်ပွဲဖြစ်ယူရို၂၀၁၆နဲ့၂၀၁၉-၂၀၂၅နေရှင်းလိစူပလားတွေကိုစကူးရရှိပေးထားခဲ့ပြီးလည်းဖြစ်ပါရည်။ အထူးသဖြင့်ယူရိုနောင်း16အောင်မြင်မှာဆီရိုနယ်ဒိုဟာသူတယောက်တည်းအားနဲ့အသင်းကိုအများကြီးတွန်းတင်ပေးနေခဲ့တာပါအခုလည်းအသက်40ဆိုမဲ့အသင်းတွက်ဇီဖိုင်နယ်နဲ့ဖိုင်နယ်မှာအရေးပါတဲ့ဂိုးတွေသွင်းပြီးတော့အထောက်အကူပြုပေးထားတာဖြစ်ပါတယ်ကြံခိုင်မှုကြောင့်ရာနှုန်းပြည့်မဲ့ကစားနိုင်တော့တဲ့ကွင်းထဲမှာသူ့ကိုယ်သူစိတ်ပြတ်အားမရဖြစ်နေခဲ့သလိုပန်နတီဆုံးဖြတ်မှာလည်းကပတိန်ကဂိုးပေါက်ကိုမကြည့်ရခဲ့တဲ့အထိပါပဲပေါ်တူဂီပိုဆွဲပြီးဆိုတော့အပြုံဆုံးလူသားခရစ်စတီယာနိုရိုနယ်ဒိုပဲဖြစ်ပြီးတော့ဒီပျော်ရွှင်မှုကသူ့အတွက်ဘယ်အားနဲ့မှလဲလို့မရနိုင်တဲ့ပျော်ရွှင်မှုဖြစ်သတ်မှတ်သွားမှာလည်းဖြစ်ပါတယ်ကလမနေရှင်းလီချန်ပီယံဆုကိုရယူနိုင်ခဲ့တဲ့အတွက်ပေါ်တူဂီသင်းဟာ နေရှင်လိပြိုင်ပွဲ၄ချိန်မှာ၂ချိန်ကြီးဘူဆွဲနိုင်ကြတာဖြစ်ပြီးတော့စပိန်တင်းကတော့ကြောက်စရာကောင်းတဲ့ခြေစွမ်းနဲ့ပြသနိုင်ခဲ့ပေမယ့်ပန်နဒီမာကန်ကလေးရှိတဲ့မိုရာတာရဲ့လွဲချုံမှုကြောင့်နေရှင်လိဖလားနဲ့လွဲချော်သွားပါတယ်။ပရိုဂီတင်းတို့အထူးခြေစွမ်းပြသွားခဲ့ဇာမကတော့နိုမန်ဒက်စ်ပါပဲ။ပြည်ကြည်တဲ့ဘယ်နောက်ခံကစားမတရားသည့်အထူးခြေစွမ်းပြကစားထားခဲ့တော့မြေတွေ့ကြရသူဆာလာဆာကာနဲ့ရမဲတို့လိုကျမ်းမာရဆွဲတောင်မန်တိုက်စစ်ဇာမတွေအကောင်းဆုံးထိန်းချုပ်ပြသွားခဲ့ပြီးတော့ချန်ပီယံလိနဲ့နေရှင်လိဖလားတွေကိုရအောင်နိုင်အောင်ဂျိုးပြူနေခဲ့သူပါ။ စပိန်သင်းရဲ့ပွဲစဉ်မှာလည်းသူရဲ့တိုက်ဆက်လိုက်ပါကစားနိုင်စွာနဲ့ခန်းစပိုင်းကိုအကျိုးပြုနိုင်စွမ်းကလည်းရှော်နယ်ရိုတို့အထောက်အကူဖြစ်စေခဲ့လို့ပေါ်တူဂီသင်းကိုလည်း Nation League Champion ဖြစ်စေခဲ့တာပါ။ပွဲပြီးမှလည်းမန်တက်စာဒီပွဲစဉ်အကောင်းဆုံးစားမဆုကိုရရှိသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီရှိကြဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ Page လေးကို Like and Follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာ။စုံလိကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။